အားလုံးပဲမင်္ဂလာပါရှင်မြန်မာဝိုင်တီချန်နယ်ကနေပရိသတ်များအားလုံးကိုကြိုဆိုပါရစေဒီနေ့မှာတော့စာရေးသူစုမုံဦးရေးသားထားတဲ့တပြေကုန်းရွာဥဖိုးသားဆိုတဲ့ဇာတ်လမ်းလေးတင်ဆက်ပေးခြင်းပါတယ်ဇာတ်လမ်းလေးမစသေးခင်မှာကျမတို့ရဲ့ channel လေးကို like and subscribe တွေနဲ့ဇာတ်လမ်းတိတိတင်တိုင်းမှာလည်းသိရှိနိုင်ဖို့အတွက် notification လေးနှိပ်ပေးပါအောင်ရှင်ဟုတ်ကဲ့ဒါဆိုရင်တော့ဇာတ်လမ်းလေးစလိုက်ပါပြီတပြေကုန်းဆိုတဲ့ရွာကလေးမျက်နှာမြို့နယ်လေးထဲမှာရှိနေတယ် ဥပိုးတာကဒေါ်အေးသန်းဆိုတဲ့တပြေကုန်းရွာသူတဦးနဲ့အကြောင်းပါအိမ်နောက်ရက်သားကြရင်ရောက်ကမမိမတွေပိုင်ဆိုင်တဲ့လေယာမြေတွေကိုဥဆောင်ရင်းနဲ့လောက်ကန်နေထိုင်နေတယ်။အိမ်နောက်သက်၅နှစ်ခန့်ကြာတဲ့အခါမှာတော့ကိုမြင့်ကျော်ဆိုတဲ့သားလေးတစ်ယောက်နဲ့နောက်၃နှစ်ခန့်မှာတော့မက်ရွှေအီးဆိုတဲ့သမီးလေးတစ်ယောက်ကိုပါထွန်းကောင်းရင်းဥပိုးတာဒေါ်အေးသန်းတို့ဘဝကတာယာအေးချမ်းချင်းအတင်းနဲ့ကျင်းနူးတာယာဝဲရှိခဲ့လေတယ်။လေဝိုင်းလေးတစ်ခုကိုထုံရေးဆက်အောင်မောင်းနေရင် အတန်ကြာမှဒေါ်အေးတန့်လာပို့တဲ့တေးစာတမင်းကျန်းကလေးတွေကိုစားရင်းနဲ့ထုံကိုရက်လိုက်တယ်။ကိုပိုးသာရင်ွေးကျန်းလေးပူတော့စားလိုက်ပါလားတော့။အော်အေးအေး။လေကတဲ့ပေရေကြီးကွက်တာလေးတစ်ခုကိုဆေးမိတော့ခြေသက်တီကိုစေးကြောတက်စင်လာပြီးမှမအေးတန့်ဆောင်နေရဲ့လေကတဲ့ထိတ်ကိုတလန်ချင်းလှမ်းရွေလာခဲ့ပါတယ်။ဒီရေနေရေထားတိုင်းဆိုရင်တော့လာပြေကြော်လောက်ဆိုရင်စိုက်နိုင်မယ်ထင်တဲ့အေးတန့်။တေးစာရဲ့လားကိုပိုးသာရဲ့ဟုတ်မှလည်းပြောပါ။ တောကြကျုပ်ကခင်မေတို့ကောင်းဆိုင်သမားတွေကိုရချိတ်ပေးပြီးမှကိုဘက်ကအဆင်မပြေစကားတွေပြက်ကုန်မှမယ်။တေချာတလောက်ရှိပါတယ်မအေးတန်းရဲ့။ထောင်ထားတဲ့ပြိုကလည်းစရက်တယောက်ကျောနေပြီ။ဒီဝိုင်းလေးပြန်ရင်ဟိုအောက်ကျင်းနယ်တွေအားစပြီးတော့တမန်ဆွဲဖို့လုပ်တော့မယ်။နေဦးကြီးရောပြာနန်းသောမူတားတိမ်တူတွေကြောင့်ကတစ်ချက်တစ်ချက်ပြူတိပြူတိနေရဟူးရဲ့မမြင်ရပေမဲ့မှုံဝါးတဲ့နားစင်ကဲသို့နေလုံးကိုမြင်နေရတယ်။ကဲကဲမင်းလည်းပြန်တော့ဒါနဲ့တမီနဲ့ရှိသေးရဲ့ ငါလည်းနာဤပြန်တစ်ချက်နှစ်ချက်လောက်ဒီတော့ထွန်းလိုက်အောင်မယ်။ထမင်းတောင်းလေးကိုခေါင်းပေါ်ရွက်ပြန်သွားတဲ့ဇနီးတဲ့မက်အေးတန်ကိုကိုဘိုးတန်တစ်ချက်ကြည့်လိုက်ရင်ကရထားတဲ့ထုံလေးစီကိုတရွေ့ရွေ့လှမ်းရွေ့သွားတော့တယ်။နွားနှကောင်ကပြုံများကွ၍တကွမ်းကွမ်းခြေဆောင်ကအမင်းရဲ့ရက်လျက်ရှိကြတယ်။လေဝိုင်းလေးကိုကြော်၍ဒေါင်းဆန်းလေလေးတခုကိုပြောင်းရွှေ့ရင်နွားနှကောင်ကမောင်ကထုံချက်ကိုစလိုက်မိရော်တယ်။အနောက်စုစုမှတရွေ့ရွေ့တွား၍တက်လာနေတဲ့မူသားမူရိတ်တို့ကိုကြည့်ရင် ကိုပိုသားတစ်ချက်ပြုတ်လိုက်တယ်။တကယ်တော့လေလေသမားရသမားဘဝဆိုတာကဥဥရာတီတောကိုမီဆိုတဲ့စကားလိုမျိုးရာတီဥတုဆိုတဲ့ပင်မအကြောင်းအရာတစ်ခုပေါ်မှာအခြေခံနေရရှိရဲ့။လုံလောက်ဥဒ္ဒအဘေမြကောင်းကောင်းရာတီဥတုမညီညွတ်ပါကအခြေအနေကောင်းတစ်ခုကိုမကြုံရ။အရာရာညီညွတ်များတမှသာအခြေအနေကောင်းတည့်ရကဆိုင်ဆိုင်မြန်မြန်ဆိုသလိုရရှိနာနိုင်တယ်။မကြကနာဆိုသလိုရကမဖြစ်သူဥဖို့လိုလေ။ဖိုးတာငါမြင်နေတဲ့ရှင်ပြူရမယ့်အရွယ်ရောက်နေပြီ။ သူကလည်းအသက်ကြီးပြီဒီတနည်းနည်းအတွင်ရှင်ပြုနိုင်အောင်ကြိုးစားကွာအဲ့ဒီစကားကနားလေးကိုဒရက်ဆက်ကြားနေမိရဲ့တပြင်းမောတစ်ခုကိုခက်ပြင်းပြင်းမှုတ်ထုတ်လာရင်ကအိမ်နာဝေးနန်းတွင်းကုန်လေးစီဆင်းလာခဲ့တော့တယ်တကယ်တော့လေခုခေခုခါလူဘိုတန်းမှုဆိုတော့တော်တော်မလွယ်ကူတဲ့ကိစ္စတော်ရုံတန်ရုံစီးပွားရေးကောင်းမှုနေတော့လူဘိုးဆိုတာမလွယ်ဘူးဘာပဲဖြစ်ဖြစ်ငုံမိတဲ့တိုင်တက်နိုင်ဖြာရောက်တဲ့စူးစမ်းရင်တနေ့တော့ဖြစ်လာမှာပါ အတမ်းမဲ့စကားလေးတစ်စုံနဲ့မိမိကိုကိုမိမိအားပေးရင်နဲ့တင်းကုတ်ထဲမှာညံညိုနဲ့ဂုတ်ကြီးနွားနက်ကောင်ခြေတိုင်မှဖြုတ်ကတဘိုးမှတရင်ဝဲချင်ကန်လဲခွင်းလေးစီကိုတရွေ့ရွေ့ထွက်လာခဲ့တော့တယ်။မှောင်မဲအုပ်ပြနေရဲ့မူးတိန်တို့ကထူအခိုင်တသေးသေးကြားရောက်လာတော့တယ်။မနစ်ကားဆိုရင်လည်းလေရီယာကောင်းလိုက်တာမှဤလို့ဒါပေမဲ့ဝါကောင်းလာနောက်မှာအထက်ဘက်ကရေကာတာကြီးတစ်ခုကျိုးလို့အောက်ကွင်းနေအနက်ရေလွှမ်းမှုချင်းခံရတယ် စကောစကားကာလာယီမှုပျက်စီးကုန်တဲ့စပားတွေစာပြိုးပြတ်မထောင်းနိုင်ကြဘူးပြီးတော့လေရေကြီးပြီးရေပြတ်မကြတာရက်နဲ့ဆယ်လောက်နှိပါတီတီလေသူတွေလူတိုင်းကိုစီအပူတွေကတတိတတန်းနဲ့ဝန်းစာစပားစုရအောင်ဆယ်ဦးတဦးတတားလောက်ရကြတယ်ဒီတဲကန်ကစိုးစွာဝန်းစာမထဲနိုင်တဲ့သူတွေထဲမှာကျုပ်ကပါတယ်อืมအချိန်နေမသားတော့လေအပြေးဆိုတာရှားပြန်တာပေါ့ကျုံနဲ့မအေးတန်မင်္ဂလာဦးကလက်ပွဲနှစ်ထောင်တွေအပီးရောင်းတို့ဝမ်းရည်ကို လွမ်းတိနဲ့ဖြည့်ရှင်းခဲ့ရတယ်။အခုနေ့ဒီဟာဖြစ်နိုင်ဟူဟာဖြစ်နိုင်တဲ့ရောင်ကြောင်းစီရတော့ဥတ္တနာစီဗေဒင်ယာယီတိမြတွားမင်းရင်တွားလျှောက်တော့နှိမ့်ဆုပ်ကြနေရဲ့ဆိုလား။ဒါရောက်သားနဲ့တမီးကကျမ်းမာရေးကောင်းလို့တွန်သေးရဲ့။အတွေးကွန်ရဲ့အမိမြဖြန့်ကျက်နေခဲ့တယ်မသိ။ရောင်မြောက်ပိုင်းရောင်ဦးကြောင့်မှအုံမောင်းခောက်တဲ့ဆက်နှက်ချက်ကြားလိုက်ရတယ်။အီချိန်ကနာယီကြည့်စရာမလိုအထုံလေးတစ်ခုကိုမြိုင်သူနဲ့ဂုတ်ကြားနှကောင်ကလည်းထိုအုံမောင်းတန်ကြောင်ကရက်ရက်နေတော့တယ်။ တရိတ်ဆန်ကတဘာဝဟောက်ပုံနာလဲတယ်။အုံမောင်းတန်ကြောင့်ကဆက်၍မောင်းမရတော့မိများရိုင်းနှက်နေသည်ဖြစ်စေပေ၍တာနေသည်ရော့တယ်။အိမ်အောင်လေကတဲ့နေပေးကိုထုံတုံးကိုမြောင်းပြီးရက်လာရင်နဲ့နွားနှက်ကောင်ကိုဖြုတ်ကတမင်းနာပိုးမဲ့ဇနီးတဲ့မအေးတန်းကိုတစ်ချက်မျောလာရင်ကင်မိုးတန်းပြိုက်တော်ဆက်ကိုနွားနှက်ကောင်ဆွဲကထွက်လာခဲ့တယ်။တခါတခါများမှာတော့နွားရဲရဲမျက်နှာလေးနဲ့မိမိကိုကြည့်ရင်မအေးတန်းတယောက်စကားဆိုပါတယ်။ကိုဖိုးတာရဲ့ရှင်ကြည့်ရလည်းကြုံတနာလာပြီ။ ခုဆိုဘာပြောပြော ရှင်အသက်90လေးဝင်လာပြီတက်တောက်တက်တာအလုပ်လေးတစ်ခုကိုပဲလုပ်စီချင်တော့တယ်ဒါတော့တာပေါ်အေးတန်ရဲ့ဒါမှလည်းတို့မှာတခြားအလုပ်လုပ်ဖို့ဆိုတာငွေကြေးရမပြည့်စုံဒီရောလေဒီတော့တရားလွဲလို့ဘယ်လောက်ကိုလှုပ်စားမလဲတနေ့နေ့တော့ကံကြအခွင့်သာနာအောင်မှာပေါ့ကွအသက်လေးတွေကိုစီရလာကြပြီမဲ့မိသားစုစီးပွားရေးဆိုတာတောင်းတောင်းမြင်မကောင်းတာဒါနဲ့သမီးကလည်းចောင်းပညာရှာနေတဲ့အရွယ်ကောင်းကောင်းလက်မလွတ်သေး ဒီကြားထဲမှာအေးတန်ကအရင်နှစ်တည်းလိုကျမ်းမာရေးမက တပိမိတလေးလေးတရှောင်ရှောင်နဲ့မြို့ပြဆိုရာမြို့တွေအထီသွားပြီးကုသဖို့ဆိုတာမလွဲဘေးဒင်ယာယီနေမိလိုက်စင်မီတို့လေးတွေကိုစားလိုက်နဲ့မတက်နာနာနေခဲ့တာကြပေါ့ကံကြမ္မာတရားဆိုတဲ့အရာစမ်းကြဲတယ်နနေမှုများစွာနဲ့ထုံမှန်ပြေဝနေတတ်တယ်လို့ကြောင်တကောင်တို့မျိုးလဲပြီးဤတည်သက်စွာလက်သေးဝတ်ထားနေရှိရဲ့မိမိမှလည်းလာဆန်းရက်လေးများရောက်ရှိလာပါကမိမိလေလေးကိုအချိန်မီစိုက်ပျိုးနိုင်မှု အာတုံကျိုးပန်းလျက်ရှိရယ်တွန်လေးကမမတ်ရရမအေးတက်လာနေတဲ့အချိန်ထက်တနာရီခန့်စောပြီးလေကွင်းလေးတဲကိုထမင်းပို့ရန်လိုက်လာတယ်မိမိတို့ဇနီးမောင်နဲ့ချက်ပြုတ်လာတဲ့ထမင်းလေးတွေကိုစားတော့ကြလို့မိမိမှလည်းလေကလေးတွေကိုတမန်ဆွဲလျက်ရှိရယ်မအေးတန်ကမျက်ကောက်လျက်ရှိရယ်အစားအပင်တရှောင်ရှောင်နဲ့ကျမ်းမာရေးမကောင်းတဲ့မအေးတန်မူးရည်ထဲမှာသုံးနာရီကြောကြောများကြာညောင်းလို့အေးအေးများပတ်သွားတယ်ညနေ၄နာရီတာတာမှာတော့ မအေးတန်တမင်းတောင်းလေးကိုတဲပြီးအိမ်ကို ပြန်သွားတော့တယ်။6နာရီမောင်းပြပြချိန်မိမိအိမ်ကို ပြန်လာတဲ့အခါမှာတော့ရောက်ခမမိဘတွေနဲ့တာသမီတွေကမအေးတန်ကိုဝိုင်းပြီးနှိတ်နေရင်းနဲ့မေးခေါ်နေကြတာတွေ့ရတော့တယ်။ဟဲ့သမီးဘာတွေဖြစ်ကြလဲ။ဟမ်အဖေပြန်လာပြီ။အဖေအမေဘလို့ဖြစ်တာလဲမသိဘူး။လှုပ်ပါဦးအဖေရဲ့အမေကိုလှုပ်ပါဦး။ဟဲ့ဖဲစံမအေးတန်မအေးတန်ကိုဖိုးတော်ခေါ်တော့မရ။လေပြတ်သွားပြီတင်နေ။ တမီးချောင်းကပြန်လာတော့ငါတိတ်နေမကောင်းခေါင်းနေလည်းမူတယ်။ရင်ထဲမှာလည်းတမျိုးကြီးပဲတမီးလို့ပြောတယ်။ဒါနဲ့တမီးလည်းသွေးစလေးတစ်ခွက်ကိုအမေကိုတပ်ပြီးကလတ်ထိုင်းပေါ်မှာထိုင်ပြီးထားလိုက်တယ်။တမီးတမီးချက်ဖို့မီးဖိုလေးထဲမှာဆန့်စည်းနေတော့တမီးတမီးနဲ့ခေါ်တန်ချောင်းလို့ထွက်လာတော့ကလတ်ထိုင်းပေါ်မှာလဲနေပြီးမီးမရခေါ်မရဖြစ်နေတဲ့အမေကိုတွေ့ရတာပဲအဖေ။ကဲကဲမျိုးစေးကန်းကိုသွားဖို့ပြင်ကြတော့ရွာသူရွာသားတချို့နဲ့တူဟင်းသနားမျိုးပေါ်ကိုပြဖို့ ကိုဖိုးလူအမြန်ဆုံးစီစဉ်ရတယ်။ဟင်္ဒရာမျိုးစေကံလေးကိုရောက်တော့ဆရာဝန်တွေကတေချာစွာစမ်းသပ်ကြည့်နေတော့တယ်။လူနာနာမည်ဟာမအေးတပ်မှဒေါက်တာဒါနဲ့ခင်ဗျားမအေးတပ်ရဲ့အမျိုးသားလား။ဟုတ်ဟုတ်ပါတယ်ဒေါက်တာ။စိတ်တော့ခိုင်ခိုင်ထားပါ။လူနာသွေးပေါင်တွေတအားတက်ပြီးအုံနောက်သွေးကြောပေါက်သွားတာပါ။ကျွန်တော်အကောင်းဆုံးဆေးတွေထိုးပေးလိုက်ပါမယ်။လူနာကိုဒီမှာထားမလား။ဒါမှမဟုတ်ပြန်ခေါ်သွားမလား။မျော်လေးချက်ကတော့အတော့ကိုနှဲသွားပါပြီ။ ပြင်းမဖြစ်ရလေမအေးတန့်ရဲ့။အိမ်နောက်မကြမီမအေးတန့်တရလူလောကကြီးမှာအပီးပိုင်ခွဲခွာသွားလိရော်တယ်။ဘဝတူတဲ့ကာလာလေးတစ်ခုထဲမှာမအေးတန့်တရကောက်ကန်ငင်ကထွက်ခွာတော့ဘာလုံးလို့ဘာကမ်းရမယ်ကိုဖိုးတောင်ဘာမှမသိ။အပူပြာပါရမီးတွေကတပုတ်တပင်ကြံရီးခဲကြတဲ့တားလေးမြင့်ကျော်က10နှစ်။တမီးလေးမရွှေဤက73နှစ်။ဥမမေဆောင်မမြဟိုမယောင်တီမယောင်ဘဝတွေနဲ့ ီလိုနဲ့မအေးတန်းစာပနာမြည်ကြပြီးတော့ပူဆွေးနေဖို့အချိန်မီရဆိုင်ရဲ့ဆိုင်ချိန်လေးများရောက်နေရဲ့မိမိလေလေးကိုအချိန်မီစိုက်နိုင်မှုအတွက်ခီးဆက်ရပြန်တယ်တကယ်တော့လေဘဝတစ်ခုကလိုက်တပူလေးလိုမျိုးရုပ်ကြီးကြားရောက်ကွဲကြည့်ရင်ကဲကြမာတစ်ခုရဲ့ရိုက်ချက်တည်းကအညိုကြီးမစွာကြားရောက်ခဲ့ရပြန်တယ်ဒီနေ့ကိုဖိုးတာလဲမပြန်လာတော့မိုးပင်စုံစုံချုပ်နေပြီးတားနဲ့သမီးကညစာမစားကြတဲ့အဖေလှုပ်သူ့ကိုစောင့်နေရရှိရဲ့အဖေမိုးချုပ်လာပြီလား ဟုတ်တယ်သမီးမနေ့ကနေထားတဲ့ကော်ပြန်လေးကိုပြီးအောင်ဖော်နေလို့ကဲကဲတားနဲ့သမီးတို့ထမင်းစားနေကြအောင်ပေါ့ထမင်းစားကြရအောင်အဲဒီနောက်မှာတော့တားဖတ်၃ယောက်ထမင်းဝိုင်းလေးမှာထိုင်ကြရင်ထမင်းစားကြတော့တယ်ဘာလို့လို့နဲ့ရှိလားဆိုရင်မအေးသန့်ဆုံးတော့တနည်းတိတိရှိပြီတေတော်သူကြာရင်မေးဆိုဝင်မယ်လေမမေ့နိုင်သေးပါလားမအေးသန့်ရဲ့အဲ့ရမဝင်ခင်ဖျားစင်ရှိဖျားရှိခုမီရောဘဝတစ်ပါးပြောင်းသွားရှာတဲ့ဇနီးရဲ့အတွက် ကောင်းရမွန်ရဘုံဘွားကတာရုအနုမောဒနာခေါ်ဆိုနိုင်မှုအမျှဝီရဲ့အဲ့နောက်ကိုဖိုးသာအိယာဝင်ခဲ့တယ်တနေ့တာလုံးလယ်ထဲရာထဲမှာမနာတဲ့လောက်ကင်ခဲ့ရတာမို့ခေါင်းပေါ်ခေါင်းချရခြင်းမိခနဲ့အိပ်ပျော်သွားလေတယ်အိမ်မက်ထဲမှာတော့ကိုဖိုးသာကိုဖိုးသာကိုဖိုးသာအဲ့ရှိလေမှာဇနီးတဲ့မအေးတန်ရဲ့တဖွာဖွာခေါ်တန်းကြောင့်ကိုဖိုးသာအိယာမှာလူးလဲထားလိုက်တယ်အဲ့ရှိကိုကြည့်လိုက်တော့အထုံလေးတစ်ထုပ်ကိုလက်မှဆွဲပြီး အရှိချံဝန်းတကားလေးထိမှရက်နေတဲ့မအေးတန့်ကိုတွေ့ရတယ်။ကိုဖိုးသာကျုပ်တို့ချံဝန်းတကားလေးလောင်ဖွင့်ပေးပါဦး။ကျုပ်သားနဲ့သမီးလေးရောနေကောင်းကြရဲ့လား။သားနဲ့သမီးကိုမတွေ့ပါလား။မိမိဘာမှပြန်မပြောသေးဘူး။ကိုဖိုးသာရှင်မလို့ဖြစ်နေရလဲ။မိမိရဲ့ရှေ့ချံတကားလေးစီကိုလှမ်း၍လာမိရမှာမအေးတန့်ကိုထင်ထင်ရှားရှားတွေ့ရတယ်။မအေးတန့်တကူလုံးပြောင်းလဲလက်အဝိစားတွေကိုဝစ်ဆင်ထားပြီးတော့လက်ထဲမှာလည်းအထုပ်တထုပ်ကိုကင်ထားကြောင်းကိုဖိုးသာတွေ့ရတယ်။သူစဉ် ပြက်ကနေအိမ်မန်းမှာလန့်နိုးသွားတော့တယ်။မအေးတန့်ရေအမြအမြအမြမိမိတန်ကြောင့်တစ်ဖက်မှာအိမ်နေရဲ့သားနဲ့သမီးကိုနိုးလာတော့တယ်။ဖေ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 ဘာတွေဖြစ်နေရလဲ။အော်သားနဲ့သမီးရောနိုးလာပြီ။အဖေမင်းတို့မေကိုအိမ်မက်မက်လို့ပါကွာ။ဘယ်လိုမှတ်တာလဲအဖေရဲ့အိမ်မက်တဲမှာအမေကဘာတွေပြောသွားလို့လဲ။အိမ်မက်တဲမှာသားတို့သမီးတို့မေမေကတောက်တောက်ပြောင်ပြောင်အဝတ်စားတွေဝတ်ဆင်ထားတယ်။လက်ထဲမှာလည်းအထုပ်တထုပ်ကိုကင်ထားတယ်။ ကားနဲ့သမီးရောနေကောင်းလားလို့မေးရဲ့အိမ်မက်တဲမှာ "तू आ ဖေဖေတို့အိမ်လေးကိုပြန်လာလား"ခြံတကောင်းဖွင့်ပေးဖို့အတင်းတောင်းဆိုနေရတယ်ဖေဖေတင်တော့မအေးတန်းတစ်ခုခုကိုဆွဲလန်းသွားတယ်ထင်တယ်။ဘာပဲဖြစ်ဖြစ်တနည်းပြည့်ရဲ့ရက်လေးကြိုင်သူ့အတွက်ကောင်းမှုကုသိုလ်လေးတစ်ခုခု လုပ်ပေးနိုင်အောင်ကြိုးစားရမယ်။မိမိပြောတဲ့အကြောင်းလေးတွေကိုနားထောင်ရင်းနဲ့ကားနဲ့သမီးမငုတ်တုတ်ထန်နေရရှိကြတယ်။မကြမီလင်းကျပ်တုန်တန်တစ်ချက်ကြားလိုက်ရတယ်။ရွာဦးကျောင်းလေးကအုံမောင်းခေါက်တန်တစ်ချက်ထွက်ပေါ်လာပါတယ်။ ။ตาเนตมี่ยอไอ้จ่ะมะแน่จ้าเอ๋เลยจ้องแต่อย่าออกมาหมอนะ။ตาเนตมี่อตีตี้ยาตาไอ้หย่าวินตัวจาไปแม้มิมี่มาเปลี่ยนเวไอ้ไม่เปียวนายออตองตองอีอีอตรีดิญาเนญาตะคู่เลยเจ็ดแซ่นี่มี่ยอเด้ไอ้น้องมารอไอ้หย่ามาถากานาบวยนัวตี้กုတ်เลยชีหยาနွားမီးဘူကိုဆင်းလာခဲ့တော့လေအိမ်မန်းဆိုတာသွေးလေချောက်ချာလို့မတ်တယ်လို့ကိုဖိုးသာကြားဘူးတယ်တနေ့ခန့်မေမကြသေးရဲ့အတွက်ကွယ်လွန်သွားသူဇနီးတဲ့မအေးတန့်ကိုဆွဲလမ်းပြီးတော့မမီးအိမ်မန်းမတ်တယ်လို့ထင်ခဲ့မိရဲ့ တို့အိမ်မက်လေးတခုကလှုပ်ခတ်သွားတဲ့လေပြည်လေးတခုလိုကာလာတခုကြာညောင်းတဲ့အခါမေးပြပျောက်ပြက်သွားတော့တယ်။တလင်းသေး၍လေနာကျိတ်ကာလာတခုမှာလေသမားတွေပိုတနေစာ တမိုးစာထင်းကိစ္စအိမ်မိုးရံတက်ငယ်စရာတွေကိုတော်စင်းပြီးတော့ရှာဖွေစုဆောင်ကြရတယ်။တမန်နီးယကင်မွန်တော်ကြီးတဲ့ကိုတော်ရောက်ခုတ်ထွင်ထားတဲ့တော်တင်းလေးကိုတိုက်ဖို့မိမိလေလေးနဲ့နင်းညိုချင်းကိုခိုးရင်းနဲ့ထွက်လာခဲ့လိုက်တယ်။တော်တဲ့ကိုရောက်တာမှာတော့မြိုက်သူနဲ့ ကုန်ကြီးနွမ်းနှကောင်လှမ်းရွေထားရင်တင်းနေဦးစုကလဲပေါ်တင်နေအိမ်ပြေးရှိနေချိန်မှာကျိုးများနဲ့တုတ်ဆိုင်ပြီးတော့ရွာဘက်ကိုတစ်ချက်ကြည့်လိုက်တယ်။အော်မိုးတော်ချုပ်တော်မှာပါလား။မနက်စီကပဇွန်စီရောက်အသွေးအစင်းနေနဲ့ထဲဝါခဲ့တဲ့နေလုံးကြီးကခုတော့လေပုံလူလူညူအအနဲ့ရွာပေါ်မှာမေးတင်နေရရှိပြီ။အင်းနေလုံးမပြောင်းခင်ရွာရောက်အောင်ပြန်မဖြစ်မယ်။အတန်မဲ့ညီရွာတစ်ခုကိုပြူရင်နဲ့လှန်ထားတဲ့နွားနှကောင်ရှိရအောင်ထွက်လာခဲ့တော့လေ။အလို့ နွားနှက်ကောင်ကမိမိလှန်ထားရနေရာမှာမရှိကြတော့အသည်သည်ကြီးနောင်ထားတဲ့ငုံတရားနဲ့ကျွတ်နေကြောင်တွေ့ရတယ်။နွားတွေလုတ်ပြီးရှောက်သွားနေပြီထင်တယ်။တော်တော်ကိုခတ်တဲ့နွားတွေပဲ။အချိန်နှောင်းနေပါလေဆိုမှ။အိမ်နောက်မှာတော့ကိုဖိုးသာနွားနှက်ကောင်ရှာဖို့ကင်မွန်တန်တောင်းဦးလေးရဲ့ကိုတရွေ့ရွေ့တိုးဝင်လာခဲ့တယ်။ပြန်ရလမ်းမပြောင်းစီဖို့အတွက်လဲတစ်ပင်လေးကိုဓာတ်နဲ့ထိပြီးအမှတ်သားလေးပြုကထားခဲ့တော့တယ်။ရှောက်ရွေ့ရှောက်ရွေ့လာရင်ကိုဖိုးသာစိတ်ချင်းမှာ တစုံတစ်ခုဖော်မပြနိုင်တဲ့အေးမြမှုတစ်ခုကိုခံစားလာရပါတယ်။အမောတို့ကိန်းစင်ပြီးနိုင်ဝက်ခန့်ကြတော်ထဲမှာရှောက်သွားနေသည့်တိုင်မောတဲ့ပန်းတွေလုံးဝမရှိဖြစ်နေတယ်။ကောင်းကင်ကိုမောကြည့်ရော့ကြယ်လေးများပင်ပြူထွက်စာပြူနေပြီ။လာကျန်းကွေးကွေးရတော့တောအုပ်လေးပေါ်တဖြည်းဖြည်းပြူထွက်လာတယ်။ကြယ်ရောက်လာရအောင်မှအမတ်မတင်ရှောင်ရင်ရွာကြီးတူရောင်ကိုပိုးတာတွေ့လာရတယ်။အလိုမီးရောင်တွေတလက်လက်နဲ့ရွာကြီးတူရောင်ပါလား။တဖြည်းဖြည်းရွာနာကိုရောက်လာတဲ့အခါမှာတော့ လူတန်သူတန်လှောက်ရှားသွားလာနေတဲ့ရွာသူရွာသားတချို့ကိုကိုဖိုးတောင်တွေ့လာရတယ်။음အခုမှရင်ထဲမောတလူလူဖြစ်လာတယ်။ရေတုခဲလောက်တော့တောင်းပြီးတော့တောက်လိုက်အောင်မှရွာတဲ့အေးလေးတလုံးစီကိုဝင်လာရင်းနဲ့အတန်ပြုတ်လိုက်တယ်။ပြို့အေးရှင်တို့အေးရှင်တို့ရေတုခဲလောက်တောက်ချင်လို့ပါဗျ။အတန်ကြာတဲ့အထိအိမ်ထဲမှာတစုံတရာလှောက်ရှားမှုကိုမကြားလို့ထပ်ပြီးတော့အတန်ပြုတ်လိုက်ပြန်တယ်။ပြို့အေးရှင်တို့ရေလေးတစ်ခွက်လောက်တောက်ချင်လို့ပါဗျ။တို့ကမှတော့ တို့အေးလေးရဲ့မမိမတယောက်ထွက်လာတယ်။လက်ထဲမှာလည်းရေတခွက်ကိုခတ်လာတယ်။မိမိကိုရေကွက်ကိုလှမ်းပေးရအောင်တို့မိမကမိမိကိုစူးစိုက်ကြည့်နေရတယ်။မိမိကလည်းသူ့ကိုပြန်ပြီးစူးစူးဆိုက်ဆိုက်ကြည့်နေလိုက်တယ်။အိနာမိမိကမှစတင်ပြီးတော့မင်းမအေးတတ်မဟုတ်လား။ရှင်ရှင်ရောကိုဖိုးတာမဟုတ်လားဟင်။အေးဟုတ်တယ်ငါဖိုးတာပါ။ဒါနဲ့ရှင်ရှင်တီယိုဘလို့အေးကေမွန်တန်တော်လေးထဲမှာထင်းတိုက်လာရင် နွားနှကောင်ပျောက်သွားလို့လိုက်ရရင်ဒီကိုရောက်လာခဲ့တာဒါဟုတ်တယ်ဒါကျမတို့နေရဲ့မရဏရွာကြီးပါဒီရွာမှာနှစ်ပေါင်းများစွာတည်ဆုံးပြီးရဲ့သူတွေမကြမြင့်မီကမှတည်ဆုံးသွားတဲ့ကျမတို့အရက်ကလူတွေတော်တော်များများရှိကြတယ်လူဘဝကကျူးလွန်ခဲ့တဲ့အပြစ်ဒဏ်တွေခံပြီးမှဒီဘဝကကျမတို့ကျူးလွန်ကြမှာပါဒါနဲ့ကျုပ်သားနဲ့သမီးလေးကိုရှင်ကယူဆိုင်ပါနော်ဩပြီးတော့ရှင်နေကျုပ်နေထိုင်ခဲ့ကြစဉ်တော့ကျုပ်တို့သားလေးကိုရှင်မပြုတ်နိုင်ခဲ့ဘူး ကျောက်သားလေးကိုရှင်ပြုကျင်တယ်။ရှင်တရားပြန်ရင်ကျောက်သားလေးရှင်ပြုဖို့ကျောက်စုဆောင်ထားတဲ့ငွေလေးတချို့ပေးလိုက်မယ်။ตาလေးကိုသာသနာအမွေအပ်ပြီးမှကျောက်ကျွတ်လွတ်တဲ့ဘဝတစ်ခုကိုရောက်နိုင်မယ်။ရှင်ကျောက်ကိုအမြပေးပါနော်ကိုဖိုးသား။မအေးသက်ပြောသမျှဆုသမျှတို့သာနားထောင်ရင်းနဲ့ကိုဖိုးသားမျက်ရည်တွေတသွင်သွင်ကြဆင်းနေမိရော်တယ်။ကဲကဲလာအိမ်မော်တက်ဒါကျောက်နေရဲ့အိမ်လေးပဲ။ဒီညတော့ဒီမှာအိမ်မနေ့ကျရင်ရှင်ကိုရွာပြန်မှုကျောက်လန်းပြပေးလိုက်မယ်။အိမ်နောက်မှာတော့ ုံခဲနေတဲ့ကောင်မကြည်လင်တဲ့အတွေ့အော်နဲ့ကိုဖိုးသာမအေးတတ်နေတိုင်းနဲ့အိတ်လေးပေါ်တက်လာခဲ့ပါတယ်။အာယုံရောင်ကြီးအလင်းစားတွေကဘူအာပြင်းပြင်းနဲ့ထွန်းသီးလိုက်တဲ့မီးလုံးကြီးတစ်လုံးနဲ့ဝင်းပြက်ရင်းနဲ့လင်းထိန်လာတော့တယ်။အင်္ဂလိပ်ရှေ့ပြတ်သွားသူတချို့ရဲ့အတန်ကြောင့်ကိုဖိုးသာအိမ်ယာမှနိုးလာတယ်။မအေးတတ်မှာတော့မီးဖိုလေးထဲမှာတစ်လုံးလုံးနဲ့အလုံးရှုံနေရတယ်။ကိုဖိုးသာနိုးလာပြီလား။နိုးရင်မျက်နှာသေးလိုက်ပါ။ပြီးရင်ရင်ွေးကြက်နဲ့ထမင်းကြော်စားရအောင်။ကဲနေမမြင့်ခင် ရွာကိုရောက်ကြုံလန်းပြပေးမယ်။ရော့တီးထုံလေးယူသွား။ရွာရောက်ရင်သားကိုရှင်ပြုပြစ်အောင်ပြုပေးပါ။ဒါကြုံအလုံးလုံးပြီးစုဆောင်ထားတဲ့ငွေလေးတွေ။ရွာတန်လေးရဲ့အရှိတ်အဝါစူးစူးရှိရာကိုမြောင်ရွေးထွက်ခဲ့ကြတယ်။ရွာလေးမှာတခော့တာတာခံလန်းလာပြီးတော့ဝါဒတာလေးတစ်ခုကိုတွေ့ရတယ်။ဝါဒတာလေးထိတ်ကိုအရောက်မှာတော့ကဲကိုဖိုးသာကြုံမလိုက်တော့ဘူး။ကြံခဲ့တော့မယ်။ဟိုးဟိုးရှေကထန်းသုံးပြီးရောက်ရင်လမ်းခွဲနှစ်ခုတွေ့လိုက်မယ်။ အဲ့ဒီမှာမြောက်ဘက်ကိုကျူးတဲ့လမ်းလေးတိုင်းတနအီသာသာဆက်ပြီးရှောက်သွားရင်ကင်မွန်တန်တော်လေးကိုရောက်ပါလိမ့်မယ်။ရှင်ရွာရောက်ရင်သာကျုံမာတဲ့စကားတွေမမေ့နဲ့ဆက်ဆက်လုပ်ပေးပါနော်။အေးအေးစိတ်ချပါမအေးတန်ရဲ့။ညှိုးငယ်တဲ့အကြည့်လေးတစ်ချက်နဲ့မအေးတန်ကိုနောက်ဆုံးကြည့်လိုက်ပြီးမှကဲကိုသွားတော့မယ်နော်။အဲ့ဒီနောက်တရွေ့ရွေ့လမ်းလာပြီးတော့ထန်းသုံးပြီးရောက်လာတယ်။အဲ့ဒီမှာမအေးတန်မာလိုက်တဲ့စကားအတိုင်းဖြူးနေတဲ့လမ်းတစ်ခုကိုတွေ့ရတယ်။မြောက်စူးစူးကိုသွားရလမ်းအတိုင်းလမ်းလာတော့တယ်။ နေရတစားတစားမြင့်တက်ရင်ထန်တပြားတသားမှရှိနေတော့တယ်။တနာရီခန်းရှောက်လာမီရဲ့ကင်မွန်တန်တောအုပ်လေးကိုရောက်လာတယ်။မကြမီတောဆက်လေးရဲ့မှလူတန်သူတန်နေကြလို့လူအုပ်ကြီးထွက်လာပါတယ်။ချိုလူတွေကလူတယောက်ကမိမိကိုမြင်တော့ဟာဟိုမှာဟိုမှာဥဖိုးသားကြီးဟုတ်တယ်။ဥဖိုးသားကြီးဒီမှာတွေ့ပြီဟဲ့။မိမိမှာကြောင်မီးရက်နေမိရဲ့။လူအုပ်ကြီးကတစားတစားမိမိနာကိုချင်းကက်လာကြတယ်။ဟဲ့ကဖိုးသားရွာလူကြီးတို့ဦးမှအမေးစကားပြုလိုက်တယ် ဟိတ်ကောက်ဖူးတာဟာဒီကဘလို့ဖြစ်နေလဲမသိဘူးအိမ်နောက်မှာတော့မိမိကိုရွာသားတွေကဝိုင်းဝန်းခေါ်ဆောင်သွားကြပြီးတော့ရွာကိုပြန်လာကြတယ်မိမိကတော့အိမ်မက်မက်နေတယ်လို့ဘာလို့လို့နဲ့အိမ်မော်အရောက်မှာတော့လူတွေဝိုင်းအောင်ကြည့်နေကြပါတယ်ဖူးတာဖူးတာရောက်ကမကြီးဥဖိုးလူမမေးတဲ့အတန်မိမိနားရဲကြားရတယ်ပဇံမမတုပ်ပြန်မိမဲ့လဲခေါင်းကိုလှုပ်ရမ်းပြလိုက်တယ်ပြီးနောက်အိပ်ပျော်သွားပါတယ်ဟောတတိယလာပြီတတိယလာပြီအဖေအဖေ ။တမီးမရွှေအီမခေါ်ရင်ငူယူလေးရောတယ်။အမလီအဖေရဲ့မိမိမျက်လုံးနှစ်ုပ်ဖွင့်ကြည့်လိုက်တော့တတိယမိသည်တွင်ကျုပ်ကျုပ်ဥထုတ်ရောဒီမှာရှိပါတယ်ရော့ရော့မင်းဥထုတ်ဒါဒါကျုပ်ကိုမအေးတန့်ပေးလိုက်တာသူ့သားလေးရှင်မြူးဖို့ဆုထားတဲ့ငွေရဲ့ဟဲ့ကဘိုးသားဘာတွေလျှောက်ပြောနေရလဲပေးစံဖျားစင်ကတောက်တော်ရီတစ်ခွက်လောက်ပေးစံအိမ်နောက်ရေမန်းနေတိုက်ကြပါတယ်မကြမီအိမ်မက်မှနူးလာသူတယောက်လို့ ကိုဘိုးတာလလန်ဆန်ဆန်နူးထလာတော့တယ်။အတန်ကြာအမောပြေလောက်ရှိမှဝမ်းမှုမေးကြတဲ့လူတွေကိုမိမိရဲ့အဖြစ်အပျက်တွေကိုအစအနေအစုံပြောပြလိုက်တော့တယ်။ဟမ်ဒါဆိုမေးရောက်သွားတဲ့ရွာကြီးကမရဏရွာကြီးပေါ့နော်။အင်းပေါ့အဖေအဖေသမီးမအေးတန်ကိုအဲ့ဒီရွာမှာကျုပ်တကယ်တွေ့ခဲ့ရတာ။ဒီနေ့မှစ၍မိသားစုအားလုံးပြရလောကဘဝတစ်ခုမှ မကျွတ်လွနိုင်သေးတဲ့မအေးတန်ကိုအမြပေးဝင်ရင်ပြုသည်မသူ့အတွက်ရည်စူး၍သာလုပ်ကြပါရဲ့။ ကံကြောင်းတရားလေးများညီညွတ်လာတာမို့ဒီနေ့တပြေကုန်းရလဲသူလဲသမားတွေစိုးစိုးပြေပြေရှိလာကြတယ်။စပားထွက်တွေကောင်းတယ်လို့တီးတဲ့တင်းညက်အပြည့်စိုက်ပြိုးထားကြတဲ့ပဲနေကြတွေကလည်းအောင်မြင်ကြတယ်။ဒီနေ့ကိုပိုးတာတရားအနေနဲ့အလားနာကမျောမှန်းခဲ့တဲ့ဆန္ဒတစ်ခုကိုအောင်မြင်စွာအကောင့်ထဲဖွင့်နိုင်တော့မယ်။ဟင်္ဒရာမျိုးပေါ်တက်ပြီးတားပြစ်သူမောင်မြင့်ကျော်ရှင်ပြုရန်တင်ကန်းပရိတ်ခရာလေးတွေဝေချမ်းလာခဲ့တယ်။မအေးတဲ့ရင်မင်းနဲ့ငါတို့သားလေးကို တင်ငန်းစီရောမင်းနဲ့တာရုခေါ်တော့နော်အတမဲ့ရေရွရင်နဲ့ပျော်ရွှင်မှုအရေးတွေနဲ့မျက်နှာမှာပြုံးရောက်တန်းနေရတယ်။တားလေးမောင်မြင့်ကျော်စာမေးပွဲဖြစ်ပြီးရဲ့နှွေးကာလာမှာအလူတန်းလေးတစ်ခုပြုတ်လောက်တော့မယ်။အဲ့ခန့်ကျွေးမွေးရေးအချက် ပြုတ်လုပ်ငန်းတွေရောပင်ရွာကာလာကောင်ထုံးဆောင်တို့လူတိုက်ကိုခေါ်ပြီးတော့တိုင်မင်တာဝန်ချထားပြီးဖြစ်တယ်။ဖို့တာမြေလေးအလူအတွက်ပစ္စည်းပစ္စည်းရတွေဝယ်ဖို့ပြည့်စုံပြီလား။ဟုတ်ကဲ့ပြည့်စုံသလောက်ရှိပါပြီအဖေ။ဝန်းစာစပါးလေးတွေတိတ်ပြီးတလို့ စီစားငရုတ်ကျက်သွနေတဲ့မျိုးတက်တာဝယ်ပြီးသွားပါပြီ။အေးကွာအလူရှင်းဆိုတာနောက်လဲကြည့်စရာမလိုအောင်တောက်ဆဲနေမှာမဟုတ်ရင်ပူပန်နေရရင်ဟမ်းမကြအောင်အလူရက်လေးတွေမှာဝစ်စားဖို့အပြုတ်တတိုင်အထယ်လေးတွေချုံရင်အလုံးရှုံနေကြသလိုကာလာသားတတိုင်မှာလည်းကာလာသားခေါင်းဆောင်ထွန်းခေါက်ချမှတ်ထားတဲ့တာဝန်တွေရစီစဉ်ပြင်ဆင်စရာရှိရာတွေကိုပြင်ဆင်ကတလားလောက်အလူကပင်တရွာလုံးစုသလိုအလုံးရှုံနေရတယ်ရွာတောင်ပိုင်းကိုသားကျော်တို့အိုးစီဝိုင်းမှာလည်း ဥရွှေရိုတော်မူအကရီနဲ့ညစဉ်တီးမှုတ်လေးကျင့်နေကြတယ်။တပြေးပြေးနဲ့အလူရက်လေးကနီးတဲ့တဲ့နီးလို့လာနေရဲ့။မောင်မြင့်ကျော်လေးကနေ့စဉ်ရွာဦးကျောင်းစီရတော့ဥသဒနာထံသွားရောက်ပြီးသင်္ကန်းတောင်ပရိလေးများကိုပဲကြက်နေရလို့အလူရက်နီးလာတာနဲ့ကိုဘိုးသားစိတ်တို့ကဖော်မပြနိုင်တဲ့အပျော်လို့နဲ့ပြေဝနေရော်တယ်။အဲဒီလိုနဲ့တရွေ့ရွေ့ကုံဆုံးသွားတဲ့ရက်လေးတွေအစုံမှာကိုဘိုးသားတို့အလူရက်လေးတစ်ခုကစိုက်စိုက်မြတ်မြတ်ရောက်ရှိလာပါတယ်။ဒီနေ့ကမောင်မြင့်ကျော်လေးကို ဆရာတော်ဥဒသနာကျောင်းကိုသွားပြီးဆန်ချမဲ့နေဖြစ်ပါတယ်။မနက်စီရပင်အလူမန်တက်ကြီးမှာအတံမစဲဖွင့်နေတဲ့ပြောတဲ့နေကျေးစီတန်ကြီးကသွားလူတေမအေးတန်ကိုပုံမလွန်းစို့တတိယလာအောင်ဖော်ကျူးနေသလိုရှိရော်တယ်။မအေးတန်ရဲ့ခုနေသားမင်းတယောက်တက်ရှိတင်ရှာရှိနေတဲ့ရင်မင်းလည်းငားလို့တားလေးရဲ့သင်ငန်းပရိတ်ခေအောင်ကာရမှာအခုတော့တိန်ဝေဆုနေသွားတဲ့အလွမ်းတစုံကြောင့်မျက်ရည်တွေကမျက်ဝန်းမှာခိုးဝင်လာတော့တယ်။တားလေးကိုကြည့်လိုက်တော့ အရှိအကန်းရှိမှာတာမနေတော်ပုံစံလေးနဲ့ပြုံးလို့တစားတစမန်တက်ထဲမှာလူပရိသတ်တွေစီကားများပြလာပါတယ်။အိနာဖေးထမီးကျွေးုံမှာလည်းလက်မလဲအောင်ကျွေးမွေးနေရတယ်။ကဲကဲအဲ့တဲ့လေထမီးဝိုင်းမှာကုံတလောက်ရှိရင်ရှင်းလောင်းတဲ့ဖို့လောက်ကြောင့်ចောင်းမဆန်ချဖို့လည်းရှိသေးတယ်။ဥဖိုးလူရဲ့စကားဆုံးမှာတော့ရှင်းလောင်းလှည့်ရန်အလူမန်တက်လေးရှိမှတန်းစီကြတော့တယ်။တင်းနန်းပရိခရာကိုင်းတဲ့သူတွေကိုနောက်ကိုင်းပန်းနောက်ကိုင်းနေအတီးတီးတန်းစီနေကြရတယ်။ ဥပိုးတာတပိတ်လေးကိုပိုက်ပြီးတမီးနဲ့ဦးလေးအတော်တွေကအတီးတီးခေါင်းအုပ်ရွံဖြာရွက်တန်းစီနေကြတယ်။ထို့စဉ်ဥပိုးတာတယောက်မိမိကန်ထားတဲ့တပိတ်လေးကိုမိမိနောက်မှာရက်နေရဲ့ကိုမြသားကိုပေးရင်နဲ့ကိုမြသားဒီတပိတ်လေးခဏလောက်ယူထားပေးပါကျွန်တော်အပေါ်ပါသွားချင်လို့အဲဒီလိုဆိုရင်းနဲ့ကိုဖိုးတာမိမိရဲ့အိမ်လေးနဘေးကိုတိုးဝင်ရေးပြောင်းရေးသွားတော့တယ်။အတန်ကြာသည့်တိုင်ကိုဖိုးတာပြန်ရောက်ရေးမလား။ရှင်လောင်းလက်ရဲ့ထွက်မယ်ပြူမှအလူရှင်ကိုဖိုးတာအောင်မတွေ့လို့ ဟဲ့ဖိုးတာဘယ်ရောက်သွားရလဲဒီမှာဦးရဲ့ကျုပ်ကိုတပိတ်ပေးရင်နောက်ဘေးဘက်အပေါ်ပါသွားဖို့ထွက်သွားတာခုထိပြန်မလာသေးဘူးဟဲ့မဲလာတို့ဖိုးကုန်းတို့ဖိုးတာကိုရှာကြစမ်းဒီမှာရှင်တော်လှဲ့ဖို့အဆင်သင့်ဖြစ်နေပြီလူတချို့အိမ်နောက်ဘေးဘက်ကိုသွား၍ဝိုင်းဝန်းရှာဖွေကြတယ်ကိုဖိုးတာကိုမတွေ့ကိုဖိုးတာတို့အိမ်လေးနောက်ဘေးမှာတထွာကန်းတာတာနဲ့တဲ့ရေမြောင်းလေးတစ်ခုကချုံလေးချောင်းမှာစီးစင်းနေတယ်ရင်နဲ့တေဆုံးတယ်လို့ယူဆရအောင်လဲမြောင်းလေးကလူမပြောနဲ့ ကြောင်တကောင်နင့်နိုင်လောက်အောင်မကြီးမှအဲဒီလုံနဲ့ကိုဖိုးသားကိုရှာမတွေ့ရဲ့အစုံကြံရှိနေရဲ့လူရင်းနဲ့ဖုန်ကြီးเจ้าကိုသွားကမောင်မြင့်ကျော်လေးကိုတင်ငန်းချီလိုက်ရတော့တယ်။တပြေကုန်းရွာမှာကိုဖိုးသားတယောက်ပျောက်ချင်းနလားပျောက်ဆုံးခဲ့တာရမလာလာမနှစ်တို့ပေတိုင်အောင်ကာလာတခုကြာညောင်းခဲ့တော့တယ်။အနီးပါရွာလေးတွေတဝိုက်ကိုရှာကြရလဲမတွေ့ရွာနီးထုတ်ဆက်တွေမှာရင်းနှီးတည်ဆုံးတဲ့တည်င်းကြရင်လည်းကောင်းပိုင်ရှင်မဲ့အလောင်းစားသဖြင့်တွေ့ရှိရင်လည်းကောင်းကိုဖိုးသားတယောက်များပြင့်နေမလားဆိုတဲ့အတွေ့အကြုံနဲ့ ိသားစုတွေကတွားရောက်ကြည့်ရှုကြတယ်။သို့တော့အကြည့်နိတာဖြစ်တယ်။ဘာပဲဖြစ်ဖြစ်တားဖြစ်သူမောင်မြင့်ကျော်ရှင်အောင်လှဲမဲနေမှာပျောက်သွားတဲ့တပြေကုန်းရောင်မှာကုဖိုးသားရဲ့အပြစ်ပြက်ဇနီးကတော့တရွာလုံးစိတ်ဝင်စားစရာပုံမြင်တပုတ်ဖြစ်ခဲ့တော့တယ်။ဤဒီမှာဥဖိုးသားပျောက်ဆုံးသွားခဲ့တာအခုဆိုရင်တားဖြစ်သူမောင်မြင့်ကျော်ပင်ကွယ်လွန်ခဲ့ပြီးတော့တမီးဖြစ်သူမက်ရွှေဤမှာအသက်60ကျော်တိုင်ခဲ့ပြီးတပြေကုန်းရွာသူရွာသားတို့ကတော့ကုဖိုးသားကို မနနာရွာသူမအေးတမအရှင်လက်လက်ခေါ်ဆောင်သွားတာဖြစ်ကြောင်းဒန်နာရီဆန်ဆန်စကားတွေယနေ့တိုင်ပြောဆိုနေကြဆဲပဲဖြစ်ပါတော့တယ်။ဟုတ်ကဲ့ပါရှင်။စာရေးသူစုမုံဦးရေးတာထားတဲ့တပြေကုန်းရွာဥပုသားဆိုတဲ့ဇလန်းကတော့ဒီမာရီမဲပြီးဆုံးပါပြီ။ဇလန်းလေးကိုအားပေးခဲ့တဲ့အတွက်လည်းပရိသတ်ကြီးအားလုံးကျေးဇူးတင်ပါတယ်ရှင်။